ဲ့တုန်းကကျတော့ဟိုဖေးလျှောက်တွေအဲ့တခန်းတစ်ခန်းအရင်ဖေးလျှောက်တွေလုံးတုန်းကကျတော့ဘာတွေအတွေ့အကြုံရလဲအဲ့တုန်းကကင်မရာရှေ့ကိုတိတ်မရဘူးသေးဘူးလေအရင်ဖေးလျှောက်တွေလုံးတဲ့အချိန်မှာအတွေ့အကြုံအမှုအကောင်းနေတောင်းနေအတွေ့အကြုံအများကြီးရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကကျတော့ကိုကို support လုပ်မဲ့လူမရှိဘူးကို့မှာじゃ background ကောင်းအောင် supporting ကောင်းအောင်မရှိတဲ့အချိန်မှာဒီလိုမျိုးစားရတာမျိုးပေါ့နော်ဒီကတော့ပုံမှန်ပါပဲဗျအဲ့လိုမျိုးဒီလိုစားရလို့ကို့အောင်ခံယူရမျိုးအဲ့လိုမျိုးတော့မရှိပါဘူးဗျ များကြီးပေါ့အနုပညာအလုပ်လုပ်မှကျွန်တော်တို့ကအချိန်တစ်ခုကြာရပြာဟို background coding မရှိတဲ့လူကြတော့ပို့ပြီးတော့အချိန်နေပေးရတယ်ပြီးကိုရနုပြိုချင်းနေပေးရတယ်ပြီးတော့ငွေကြေးတွေပေးရတယ်အချိန်နေအများကြီးပေးရပါတယ်ဒီအလုပ်လုပ်ဖို့ကြတော့လေဟုတ်ကဲ့ကျွန်တော်တို့ကကြောက်ဒါအပွင့်လင်းဆုံးပြောရင်ကြာကိုရကြတော့ coding မရှိပေါ့နော် coding မရှိဘူးကိုတော့တယောက်တည်းလောက်ကဖြစ်တဲ့အတွက်ကြောင့်ပထမဆုံးစခဲ့နေရတယ်ဥမာကျွန်တော်တို့ဒါအရင်ဖျက်ချောက်တယ်လို့ဘူးတယ်လေအဲ့လိုမျိုးဖြည်းဖြည်းစခဲ့စခဲ့ရမျိုးဆိုတော့ အခက်ခဲရတဲ့အဲ့အမျိုးပဲပြောပြရပြောရမှာပဲပေါ့နော်ဒါပေမဲ့ဒါကကိုတယောက်တည်းမှမဟုတ်ပါဘူးဒီလှုပ်လှုပ်တဲ့လူတိုင်းမှာအခက်ခဲရရှိပါတယ်ဗျဖဲရှောက်တွေအဲ့တခန်းတစ်ခန်းအရင်ဖဲရှောက်တဲ့လူတုံးကကြတော့ဘာတွေအတွေ့အကြုံရလဲအဲ့တုန်းကကင်မရာရှိကိုသိမရဘူးသေးဘူးလေအရင်ဖဲရှောက်တဲ့လှုပ်တဲ့အချိန်မှာအတွေ့အကြုံမျိုးအကောင်းနေတောင်းနေအတွေ့အကြုံအများကြီးရတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုတခြားအတာကြီးနေနေစုံသွားတယ်တခြားအတာကြီးကဘယ်လိုလှုပ်တယ်လဲပြီးဒီ production တစ်ခုပေါ့နော် production တစ်ခုဘယ်လိုမျိုးဖန်တီးကြလဲပြီးတော့ကိုကင်မရာရှိရောက်ဖူးမဲ့အတွေ့အကြုံတွေပို့ရတာပေါ့နော်ဟုတ်ကဲ့အဲ့အတွေ့အကြုံကောင်းနေပါပါ ဖက်လျှောက်ရိုက်တာတော့ဒါမဲ့အစုံတော့ရိုက်နေရပဲဖက်လျှောက်ကောအဲ့လိုမျိုးအခုဆိုဇက်ဖို့ဇက်ရံနေရောအဲ့လိုမျိုးရိုက်တော့ရိုက်နေရပဲကိုကကြတော့ကိုကို support လုပ်မဲ့လူမရှိဘူးကို့မှာじゃ background ကောင်းအောင် supporting ကောင်းအောင်မရှိတဲ့အချိန်မှာဒီလိုမျိုးစားရတာမျိုးပေါ့နော်ဒီကတော့ပုံမှန်ပါပဲဗျအဲ့လိုမျိုးဒီလိုစားလို့ကို့အောက်ခွန်ယူတာမျိုးအဲ့လိုမျိုးတော့မရှိပါဘူးဗျဟုတ်ကျူးစားစဲကာလာဗျကျူးစားစဲကာလာပြီးတော့လုံးဝမလောက်ကရဲ့နှစ်တွေလည်းရှိတယ်လောက်ကရဲ့နှစ်တွေလည်းရှိတယ်အဲ့လိုမျိုးဆိုတော့အချိန်ကတော့အများကြီးပေးရပါတယ်ဗျဟုတ်ကဲ့ဆက်တစ်ဖြည်း အဖြည်းဖြည်းသွားမှာဆိုရင်အဲကျွန်တော်ကျတော့ဟိုဟိုဘယ်လိုဖြစ်ချင်လဲဆိုတော့ကိုယ်ကဖြည်းဖြည်းကြိုးစားနေဖြစ်တဲ့အတွက်ကြောင့်ဗျာအဲ့လိုတဖြည်းဖြည်းနဲ့ပဲကြိုးစားသွားခြင်းပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်ကျတော့အဲ့လိုမျိုးဆံပြားတယောက်တည်းဆိုတော့ကျွန်တော်တော်တော်များများကြိုက်တယ်ဗျာဥပမာကျွန်တော်ကြိုက်တဲ့အချိန်မှာဆိုဥကျော်ဟင်းတို့ကိုကြိုက်တယ်ပြီးကိုသားကြီးတို့ကိုကြိုက်တယ်ပြကိုပြဒီဦးတို့လည်းကြိုက်တယ်ပြကိုနေတို့လည်းကြိုက်တယ်အဲ့လိုမျိုးလဲတာဆိုရင်အဲ့လိုဆံပြားတယောက်တည်းပုံစံမျိုးတော့မရှိပါဘူးဗျဟုတ်ကဲ့သူတို့ဆိုကာရက်တာအရန်ဖြစ်တယ်ဗျကာရက်တာဖြစ်တယ်ဆိုတော့သူတို့က ကာရက်တာအစ်စ်ပုံစံမျိုးအတိအနည်းဆက်ဆုံးတူတယ်အနည်းဆက်ဆုံးတူတယ်ပြီးတကယ်လည်းကောင်းနေဖြစ်တဲ့အတွက်ကြောင့်ကိုကလည်းအဲ့လိုဖြစ်လာအောင်လို့ဘယ်လိုကြိုးစားရမလဲအဲ့လိုပညာပိုင်းနဲ့ပတ်သက်ပြီးတော့ဇကားကြည့်ပြီးတော့ကျွန်တော်ရှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဇကားတွေကတော့ကြိုက်တယ်ငယ်တဲ့ကျွန်တော်ကဟိုဟာကျွန်တော်ဘိုင်းနဲ့ဆင်းနေအတိကြည့်ရတယ်အဲ့ဘိုင်းနဲ့ဆင်းနေကိုစိတ်ဝင်စားတယ်ဒါပေမဲ့ဘာဖြစ်လို့စိတ်ဝင်စားလဲတော့မသိဘူးဗျာငငယ်တော့အဲ့လိုစိတ်ဝင်စားဥမာဇကားတကားပြီးတယ်ဗျာဇကားတကားပြီးရင်စာတန်းထွင်ပြီးနောက်အကွက်သေးသေးလေးနဲ့ဘိုင်းနဲ့ဆင်းလေးလာဥမာဓာတ်ထိုးခံရတဲ့ဆင်းဟိုမှာဘယ်လိုမျိုးအဲ့ဒီမှာပြန်ဖြစ်လိုက်တာလဲ မှသွေးဆိုရင်ဘယ်အရည်ကိုသုံးတာလဲအဲ့လိုမျိုးလေးပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးလေးရဘလို့ရိုက်လဲငကိုရဲစိတ်ဝင်စားတယ်အဲ့လိုဟိုငငယ်တဲ့ဗမာကားကြည့်ရင်ကြတော့နောက်ဆုံးမှပါတယ်ဆိုတော့လေဟုတ်ကဲ့